အမောဆရာတော်မင်္ဂလာပါကုလူတို့အခုကျွန်တော်ကဇာတ်ဆရာဦးကျော်ဦးရေးသားပြုစုထားတဲ့မောဆရာတော်ရဲ့ဟာတာရတကဗျာများနဲ့ဥပမာပုံမြင်ဝတ္ထုများဆိုတဲ့စာအုပ်ကိုအပိုင်း22အနေနဲ့ဖတ်ပြတင်ဆက်ပေးခြင်းပါတယ်။နားဆင်ခံစားအားပေးကြပါဦး။အလော30 မမောဆရာတော်ထံသို့ချမ်းမြသာစီရက်မှတကားတယောက်ကပြဒနာတစ်ခု အလွန်မေ့ကျင်နေ၍အိမ်သို့ပြင့်ပြီးဆုံးကတ်တော်မူလေသည်ဆုံးကတ်လူသည့်နေတွင် ထိုတကားကဇွန်ဘောစဉ်အချိုချင်တို့ကိုစီစဉ်ကကတ်လူပြီးနောက်မမောဆရာတော်အားမိမိပြဒနာဖြစ်နေသည်ကိုရှောက်ထားရင်အာယုံပြုတ်နေသည်တရားနာပရိသတ်များလည်းအတော်ဆုံးညီနေပေပြီတရားနာပြီးရောက်လာသည့်ပရိသတ်တို့အားအစင်းသင့်ကျွေးနိုင်ရန်ဝေယဝိဆက်သမားတို့ကလည်း လှလှရှားရှားဖြစ်နေကြသည်သုံးတကာကဗမော်ဆရာတော်ကအာယုံစူးဆိုင်ဖူးမြော်နေသည်ဆရာတော်သည်အချိုးပွဲဖုံးမင်းနေရမှခုံစွန်းမှလက်တုပ်ဘွားကိုအသာလှမ်းကင်နေပေပြီသုံးတကာသည်ပြိသက်ဆုံးကြီးပြီးတရားပွဲစသွားလျင်သူလျှောက်ထားခြင်းနေသည့်ပြဿနာကိုမလျှောက်လိုက်ရမှာကိုအလွန်စိုးရိမ်နေပေပြီထို့ကြောင့်မမှုမရေစွန့်၍လျှောက်လိုက်ရတော်သည်ကြရော်ဗျာ တပည့်တော်မှာတိလို့သောအချက်တခုရှိနေပါတယ်ဗျာအာရာတခြားမဟုတ်ပါဘူးဗျာအများစုပြောဆိုနေကြတဲ့စကားတွေကအလော30ဆိုတဲ့စကားရဲ့အဓိပ္ပာယ်ကိုမသိပါ၍ဇာရောဗျာအမေ့ရှိတော်မူပါဗျာဟုရှောက်ထားလေသည်ထိုအခါဇာရောကနားထောင်ဖို့ကွာအဲ့ဒီစကားကတခြားဟုတ်ပါယူလားဂျန်ငန်စကားတခုပဲဘယ်ဂျန်ငန်လဲလို့မေးရင်ကိုရင်လေးတွေအခြေခံအဖြစ်သင်နေကြတယ်အဘိဓမ္မာ တတသင်္ဃဟအဘိဓမ္မာတတတကြခောဆိုမိမှန်လက်တန်းအထကထာကျမ်းဆိုတာပေါ့အဲ့ကျမ်းမှာဘလို့ဆိုထားတယ်ဆိုရင်လူတွေမှာမရဏတဏကလာလို့ခေါ်တဲ့တေဂာနီးအချိန်မှာဇော၅ချက်သာဇောနိုင်တယ်။ဘာကြောင့်၅ချက်သာဇောနိုင်လဲဆိုရင်အခါတိုင်းရိုးရိုးဖြစ်စင်မှာဇော9ချက်စီယူထုံးစံရှိတယ်။တေဂာနီးကာလာဆိုတော့အချိန်ကကောင်းကောင်းမရဘူး။ ဝေဒနာကလည်းပြင်းပြင်းထန်ထန်ခံစားနေရတယ်။လူသေးကနီးဖြစ်နေကြတာတွေကိုတွေ့ဘူးမြင်ဘူးကြပါလိမ့်မယ်။ပြင်းပြင်းထန်ထန်ဝေဒနာခံစားနေရပုံတွေကိုမြင်ဘူးကြပါလိမ့်မယ်။လှုပ်ရှားနေတဲ့လက်တွေခြေတွေခွေကျသွားတာတွေမြင်ရပြီ။အဲဒီမှာစံတော်လက်မကွေးမီ၊ကွေးတော်လက်မဆန့်မီဆိုတာကိုထင်ထင်ရှားရှားတွေ့ရလိမ့်မယ်။နက်နဝန်းအကြည့်ဓာတ်တွေလုံးဝမရှိတော့ဘဲအပြာတွေကြီးဖြစ်နေတာတွေ၊နရွက်တွေထူကုန်တာတွေ၊အသံအလာတာတွေ အဲ့ဒါတွေအားလုံးတွေ့ကြမြင်ကြသိကြပါလိမ့်မယ်အဲ့ဒီဇော၅ချက်မှာအစဇောတစ်ချက်အဆုံးဇောတစ်ချက်ဆိုတာနှုတ်ပယ်လိုက်ရင်အလဲဇော၃ဇောသာမကြံဘူးလားအဲ့ဒီအလဲ၃ဇောကိုအစွဲပြုပြီး အလဲ၃ဇောအလော30ရဲ့လို့ဖြစ်လာတာဗောတကားရဲ့ဟုမိတ်လိုက်သည်အဲ့မှာလူတွေအရေးကြီးအရင်လိုပြုတ်လို့ရတယ်အမှုကိစ္စတွေကိုမင်းနေအလော30မလုံဆန်းပါနဲ့လို့ပြောစမှတ်ပြုတ်ကြတာဗောတကားတို့ရဲ့ ကဲကဲနေမြင့်နေကြလိမ့်မယ်။ဘီရယူတရားဟောရေစက်ချနဲ့ကြံသေးတယ်။အလော30၊အလဲ30ဆိုတာမှတ်မိကြရောဗော။မှန်ပါ။တပည့်တော်အခုမှပဲသဘောကျပါတော့တယ်ဖရာ။တော်တော်များများပညာရှိများထံမေးမြန်းမှုပါတယ်ဖရာဟုလျှောက်ထားပြီးရေစက်ချပါယံစီစဉ်များကိုပြုလုပ်ကြတော်သည်။ င်းစိတ်ကူးကြောင့်ငါကြောအောင်နေဗမောဆရာတော်သည်ညဘက်စာဝါချပြီးချိန်များတွင်ဝတ်ဖြစ်လေးရှိသည်ညစာဝါကို9နိုင်နောက်ဆုံးထား၍ချပြီး10နိုင်ခွဲလောက်တွင်ပြီးလေးရှိသည်နောက်ဆုံးည9နိုင်ခွဲစာဝါတွင် မပါသောတူအရင်လည်းဖြစ်သည့်ရှင်ဝါသဝကို17နိုင်ခန့်မှခေါ်၍ဝတ်ဖြစ်ခိုင်းလေသည်ဝတ်ဖြစ်သည်ဆိုသည်မှာတပည့်ဖြစ်သူကတထောင်ဖြစ်ကြောပေါင်းခြေတလုံးတို့ကိုထောက်ပေးနေခြင်းဖြစ်သည် ရာတော်ကစမီဆက်ရပုံတို့ပတ်စပြောလိုက်တပည့်တူဖြစ်တဲ့ရှင်ဝါသဝကကြိတ်ပေးလိုက်နဲ့အချိန်အတန်ကြာသွားလေတော့သည်တူဖြစ်သူရှင်ဝါသဝသည်ဇရာတော်ဤပုံတို့ပတ်စပြောရဟုတခါတည်းရန်မမဘုရားတင်မဘုရားဟုကြိတ်ပေးနေရင်လိုက်ပေးသည်တခါတည်းရန်ပုံပြောဖို့ရာစိတ်မရောက်ပဲဂျွာမမိဘဆွေမျိုးများထံသို့စိတ်ရောက်နေသည်ဇရာတော်ပြောသည့်စကားများကိုစိတ်ဝင်စားပဲသူအများဆုံးစိတ်ရောက်နေသည်ကတော့ သူ၏ငယ်ကြီးစားထံပင်ဖြစ်သည်ငယ်ကြီးသာကိုရင်ဒီတဝါဟာနောက်ဆုံးစောင့်ခြင်းပဲဟုရွာလေရောက်စဉ်ပင်ပြောလိုက်သည့်စကားကိုနားထဲမှမထွက်နိုင်ပဲရှိနေသည်ရှင်ဝါဒဝသည်တခါတည်း၌သာတင်မဖျားမှန်မဖျားလိုက်မိ၍တခါတည်းတတောင်းကိုတနေရာထဲထောက်ပြီးငိုင်းတွေးနေတတ်သည်ဖျားတော်ကသူဤပြောလက်စပုံတို့ဆုံးသွား၍ရှင်ဝါဒဝဤ တက်ပြီးတော့စာဝါတဲပြီးမှခနူးရရာကိုကောက်၍ကောက်၍မင်းနေတော်သည်ရှင်ဝါတော်ကဖြေနိုင်သည်လည်းရှိသည်မဖြေနိုင်သည်ကသာများသည်မင်းဟာစာအကျိုးစားနေသည်ဟုဆရာတော်ကပြောရင်ညင်ရိပ်သာနေတတ်သည်ဆရာတော်သည်မေးလိုက်ပြောလိုက်လုံနေရမှအနှင်းငယ်ကျိမ့်ဆက်သွားသည်အချိန်ကလည်းလင့်သွားပြီရှင်ဝါတော်စိတ်ကအချိန်မလင့်သေးပဲရှိနေသည်သူဤဆရာတော်ကျိမ့်ဆက်သွားသည်မှာ သူဖို့စိတ်ကူးရင်၍အချိန်မလင့်နိုင်တော့ဘီကိုရင်ဒီတူဟာနောက်ဆုံးအဆောင်ပဲဟုစကားရသူဟာကြွ့လျင် လူထွက်ပြီးအိမ်ပြန်မြည်နောက်ချစ်သူနှင့်အိမ်တော်ပြုတ်မြည်လူရလုံများဖြစ်သည့်တောင်ရလုပ်ငန်းကိုအချိန်ပြည့်လုပ်နေမိုးကလည်းကောင်းနှမ်းဝါပဲပြောင်းတော့ကလည်းအထွက်ကောင်းအယောင်သွက်ဖြစ်နေသည်တအူးယောက်ျားလေးမွေးဖွားပြီးအားတက်သည်ရောအလုတ်လုတ်သည် ဝါတော့လူတော်ကိုလှဝင်းအဖြစ်နဲ့တဦးလေးကိုကြိတ်လိုက်ဇနီးမျက်နှာကြိတ်လိုက်နဲ့ပျော်မဆုံးဖြစ်နေလေသည်လောက်ကန်အစဉ်ပြေလာပြီကိုပိုင်လဲကိုပိုင်နွားပြတရှင်းနဲ့အားတက်နေသည်သူသည်မန္တလေးမြို့ရှိဦးကြီးတော်ဗမော်ဆရာတော်ထံမရောက်ဒီမှာလူထွက်လာပြီးကြရဖြစ်၍တဦးလေးကိုပြရင်လူဝယ်ပစ္စည်းအစုံလှဲပေါ်တင်ပြီးမောင်းလာခဲ့ကြသည်မန္တလေးအမြန်ရောက်ချင်သောဖြင့်လမ်းယူတိုင်းလှဲကိုမမောင်းပဲ လေခွင်းနေထဲမှာဖြတ်ယူမောင်းနေသည်လေကသည်နေဖြတ်တိုင်းလဲကအလွန်ဆောက်လာသည်တဏီကကလေးကိုအနီးပြစ်ထွေးရင်းလိုက်ပါခဲ့သည်လဲဆောက်လုံးအားကြီး၍ထွေးထားသည့်အနီးထဲမှကလေးထွက်ကြသည်ကိုပင်မသိတော့ကြောင်ရောက်၍လှဲရက်လိုက်တော့မှကလေးကြနိုင်မှန်းကိုသိရတော့သည်ဒီတွင်ဇနီးကြောပြင်ကိုပြောအထင်နဲ့တီးလိုက်ရာဆရာတော်ဤကြောပေါ်သို့ကျိတ်နေသည့်တံတောင်မှာတအားဖိ၍ဖိ၍ကျိတ်နေတော့သည် ဇာတော်ကကျင်းဆက်နေရာမှာလန်နိုး၍ထ၍ထိုင်ပြီးဝါတဝဒါဘာလောက်တာလဲဟုမေးသည်ဝါတဝအပြေမပေးရဲပဲညင်နေသည်ကိုရင် မေးတာမကြောက်ဘူးလားမမှန်ပြောမပြောရင်သဲထံပေးမယ်ရှင်ဝါတဝကမှန်ရာရှောက်လိုက်တာပဲကောင်းပါတယ်ဟုတွေးပြီးမိမိစိတ်ကူးခဲ့မိတာတွေကိုဇာတော်အားအကုန်ဖွင့်၍ရှောက်ပြတော်သည်ဤတွင်ဇာတော်က နင့်စိတ်ကူးရဲရဲ့နင့်မိမကိုရိုက်တန်းနဲ့ငါကြောအောင်ရတာကိုဟုပြောပြပြီးကဲကဲသွားအိတ်ချီအိတ်ချီဒါလောက်ဖြစ်နေမှာတော့အိတ်လဲပြုံမဲ့កောင်မဟုတ်ပါဘူးဟုကွန်အင်ကြီးကိုလှမ်းကင်လိုက်တော်သည်ရှင်ဝါတော်ကဇရာတော်ကကြော်ပြီးသူ့အိတ်ရာသို့သွားနေတော်သည် တို့ဓမဲဆိုတာကွေးကွေးလေးပါလားဘမောဆရာတော်ဒီတပည့်များအားကိုပိုင်ညာအသုံးချတတ်ရနဲ့အရာရာစဉ်းစားဆင်ခြင်ရန်အရေးကြီးပုံတို့ကိုပြောပြတတ်သည်ဆရာတော်ကကိုပိုင်ညာနဲ့အဆုံးဖြတ်နိုင်ခွင့်မရှိသူမှာအခြားသူပြောသည်များနှင့်သာယုံရတတ်ကြောင်းပြောပြရင်းအောက်ပါပုံပြင်ကိုပြောပြလေသည် ခြေခါကရွာရွာမှာမျက်မျက်မြင်နှစ်ယောက်ရှိလေသည်တဦးသောမျက်မျက်မြင်မှာအရွယ်အတော်ကြီးမှကြောက်ပေါက်၍မျက်စိကွယ်သွားခြင်းဖြစ်ပေသည်ခြားတဦးမှာမွေးကလေးကမျက်စိမမြင်ရဘဲပါလာ၍မွေးတွင်ပါမွေးရပါမျက်မျက်မြင်ပင်ဖြစ်လေသည်ဒီနေ့တွင်အရက်ထဲမှအလှူတစ်ခုပြုတ်လုံနေသည်ထိုအလှူမှနှုတ်သမင်းများကိုဝေယဝတ်စပြုတ်လုံသူများကအတောင်းလာကြသည့်မျက်မျက်မြင်နှစ်ယောက်တို့အားပေးလိုက်လေသည်မျက်မျက်မြင်တို့ဦးမှာ ဘဝလူချင်းဖြစ်၍တူးဥပေါ်တူးကအလွန်ကျင်နာကြသည်အယောက်စကားကိုတယောက်နာခံလေသည်သူတို့နှစ်ယောက်မှာကြီးမှပေါင်းသင်းကြရသည် မျက်မမြင်မိတ်ဆွေများဖြစ်တော်လေတယောက်သဘောကိုတယောက်သိကြလေသည်ရွာတွင်းရှိအလူမတောင်း၍ရရှိလာသောနှုတ်ထမင်းကို သူတို့စတဲ့ချနေကြရွာအနီးရှိတစ်ပင်ကြီးအောက်သို့ယူသွားကြသည်တစ်ပင်ကြီးအောက်သို့ရောက်ကြသည်မှကြီးမှမျက်စိမမြင်သူကလက်နှင့်ဆမ်း၍ခွဲဝင်နေသည် ီမသူ့မိတ်ဆွေကိုပေးလိုက်သည်ဒုကာငွေရပါမျက်မြင်မြင်ဖြစ်သူကနှုတ်ထမင်းခွဲဝေပေးသည့်မျက်မြင်မြင်ဖြစ်သူကိုထိုင်စားရင်းမှမေးနေသည်နေပါအောင်ကိုကြီးရနှုတ်ထမင်းဆိုတာစားလို့တော့တဲကောင်းမှလားဗျာဘလို့အောင်ဆင်းများရှိပါသလဲဟုမေးသည်အေးကွာနှုတ်ထမင်းဆိုတာဖြူဖြူဖွေးဖွေးအဆင်းရောင်ရှိတယ်ကွာဟုကြီးမမျက်မြင်မြင်ဖြစ်သူကဖြေလိုက်သည်ဒါဖြင့်အကူကြီး ဖြူဖြူဖွေးဖွေးအယောင်ဆိုတာဘယ်လိုဟာလဲဗျာဟုတ်ထက်ရင်မေးသည်ဟာဖြူဖြူဖွေးဖွေးအယောင်ဆိုတာဗျိုင်းမဲကွာဟုတ်မျက်မြင်အကြီးဖြစ်သူကဖြေလိုက်သည်ဗျိုင်းဆိုတာကိုအကိုကြီးဟာဟုတ်ငွေရပါမျက်မြင်ကထက်ရင်မေးပြန်လေသည်ထိုကားကြောက်ပေါက်၍ကြီးမှမျက်စိကိုရသည့်အကိုကြီးကခဏခဏဆင်းဆင်းမေးနေ၍စိတ်တူလာသည်ကြာတော့စိတ်မရှိနိုင်တော့ပဲမေးသူကြီးလက်ကိုဆွဲ၍ပြကဟေးဗျိုင်းဆိုတဲ့အကောင်မျိုးက ဟောဒီမင်းတဒောင်စင်းနဲ့အတူတူပဲကွာဟုပြိုင်ပြောလိုက်တော်သည်ထိုကားမွေးတွင်မှမျက်မျက်မြင်ဖြစ်သူကဩလက်စတတ်တော်နှုတ်ထမင်းဆိုတာတဒောင်စစ်လိုပဲကွေးကွေးလေးပါလားဆိုပြီးဇာလက်စနှုတ်ထမင်းများကိုဆက်လက်စားတောက်လိုက်ပါတော်သည်ဤတွင်ဗမောဆရာတော်ကကိုပိုင်ညာမရှိလို့အရာရာမှရောင်ဝါးဝါဖြစ်နေကြရင်အဲ့ဒီမွေးရပါမျက်မျက်မြင်ကဲသူစံတော်ဝါးဝါးပင် ဖြစ်နေကြလိမ့်မည်ဟုပြောဆိုဆုံးမလိုက်တော်သတည်းဟုတ်ကဲ့ပါစာရေးဆရာဦးကျော်ဦးပြုစုရေးသားထားတဲ့မမော်ဆရာတော်ရဲ့ဟာတာရတာကဗျာများနဲ့ဥပမာပုံပြများစာအုပ်အပိုင်း22ကိုကျွန်တော်ຫນွေလင်းရန်ဖတ်ပြတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။နောက်လာမယ့်အပိုင်းတွေကိုဆက်လက်ဆောင်မြော်ရင်းနားဆင်အားပေးခဲ့ကြတဲ့ရောင်နီပြည်သက်တယောက်ချင်းစီတိုင်းစိတ်ရှိကြံကုမာတွေ့လို့ ိတ်စိတ်တန်လိုရာပြည့်ကြပါစေကျေးဇူးတင်ပါတယ်